ကူညီကူညီတဲ့သဘောလောက်ပါပဲဟုတ်လားအဲ့စမယ်ကျွန်တော်တို့ဒီပွဲမှာမဖြစ်မနေเนาะကျွန်တော်တို့နှစ်ပဋိတ်ကဖြစ်ထားလို့မရဘူးအဲ့တော့ကျွန်တော်နှစ်ပဋိတ်တွေကိုအရင်ပြောပြီးတော့ခဏတစ်ခွက်ကျွန်တော်ထည့်ပြမယ်เนาะကျွန်တော်ကစားနေတဲ့၅ဆုံးလိုင်းဒီလိုင်းကမပြတ်ဘူးเนาะပြီးခဲ့တဲ့ပွဲကလည်းကျွန်တော်ပြောခဲ့တယ်ပဋိတ်၃ခုပေါင်းကို၅ဖြစ်အောင်၄ပဋိတ်ကိုခွန်ခါနဲ့မြန်ထွက်မလားဒါပေမဲ့ကျွန်တော်ခွန်ခါမယူပဲနဲ့အဲ့မှာနှစ်နှစ်တုံညာလို့ကျွန်တော်တို့ကပြခဲ့တာအဲ့အရာတွေကိုကျွန်တော်ပြန်မပြောနေတော့ထားလိုက်တော့အခုဒီ၅ဆုံးခုနှစ်၃ခက်ထဲမှာ အဲ့ဒီနှစ်တည်းမှာထူးထူးခြားခြားကျွန်တော်တို့ခွန်ပရိတ်လို့ရိုက်တယ်စီညာနဲ့သွားမယ်နော်ခွန်ရှိကူးလို့သွားမယ်အဲ့တော့ခွန်ပရိတ်ရိုက်တယ်အောက်တဘွဲကျော်မှာ၄ပရိတ်လို့ထွက်တယ်၄နှစ်ခတ်အောက်ဆောင်မှာပရိတ်၁နှစ်လို့သူထွက်တယ်နော်အဲ့ဒီ၄ပရိတ်ရဲ့နှစ်ခတ်နှစ်ပရိတ်ထွက်တယ်ခွန်ပြီးတော့ကျွန်တော်တို့ဒီမှာ၈ပရိတ်လို့ရိုက်တယ်အောက်တဘွဲကျော်မှာ၄ပရိတ်လို့ရိုက်တယ်နော်ခွန်၄ပြီးတော့၈၄၄ရဲ့နှစ်ခတ်သူ့အောက်ဆောင်မှာပရိတ်၁နှစ်လို့ပဲသူထွက်တယ်နော်၁နှစ်ပရိတ်ထွက်တယ်အော်ခဏယူထားတဲ့လူတွေလည်းကြည့်နော်ကျွန်တော်ဘာလို့အဲ့ကနေအော်ဂနန်ထောက်တယ်လဲဆိုတာ အခုပြတဲ့ site ကိုကြည့်ရင်သဘောပေါက်သွားလိမ့်မယ်เนาะသဘောပေါက်သွားလိမ့်မယ်အဲအခုကျွန်တော်တို့ဒီမှာခွန်ပြီးပြီရှင်းပြီးပြီအခုကျွန်တော်တို့ဒီမှာ break 6လို့ရိုက်တယ်အောက်တဘွဲကျော်မှာ break set 4လို့ရိုက်တယ်အဲ့ဒီ set 4 break ရဲ့နက်ခတ်ဒီဘွဲမှာကျွန်တော်တို့က2 break လို့ကျွန်တော်တို့ကစားရမယ်เนาะ2 break ကစားရမယ်ဒါကြောင့်မို့ကျွန်တော်2 break နဲ့ audio ထုတ်လိုက်တာအဲအဲ့ဒီမှာ၄ရဲ့နက်ခတ်2 break လို့ရိုက်တယ်ဒီမှာလဲ၄နက်ခတ်2လို့ရိုက်တယ်နောက်တစ်ခုဒီမှာ၄နက်ခတ်2ဆိုတာဒီမှာလဲရှိတယ်เนาะ အဲ့အခုကျွန်တော်တို့ကဒီမှာ၄နှစ်ခတ်နှစ်ပရိတ်ဒီဘွဲကိုကစားတော့မယ်အဲ့တော့ကစားတော့မယ်ဆိုတော့အဲ့ဒီထဲမှာနောက်တစ်ချက်သူကအဲ့ဒီနှစ်ထဲမှာ၄တုံညာရှိတွဲရဲ့ဇောင်းမှာပရိတ်စနစ်ထွက်တယ်နော်တစ်ခါ၄တုံညာရှိတွဲရဲ့ဇောင်းမှာပရိတ်စနစ်ထွက်တယ်ထွက်တဲ့ခဏက3ခုနှစ်3ခုနှစ်လို့ထွက်တယ်နော်3ခုနှစ်တကြီးထွက်တယ်အဲ့အခုကျွန်တော်တို့ကရှေ့ပေါင်း၄ရဲ့ဇောင်းမှာပရိတ်စနစ်ကိုကျွန်တော်တို့က3ခုနှစ်ခဏဆိုတာအာလေးတော့ထိုးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်က ကစားခြင်းနဲ့ဒါက၄၃ညရှိတဲ့ဝဲနဲ့ပတ်သက်ပြီးတော့ဈေးမှာပရိတ်နှစ်ကို၃ခုနဲ့အော်တိုလိုက်တာ နော်ခုနကက၄ပရိတ်ရဲ့ဈေးမှာ၂ပရိတ်လို့လိုက်တာနှစ်မျိုးရှိပြီနော်မှတ်ထားနောက်တစ်မျိုးကနောက်တစ်မျိုးကနည်းနည်းတော့တူစမ်းတယ်ကျွန်တော်တို့နှစ်ဦးကပရိတ်ကို၉ပါဝါ၄ပရိတ်ပေါ့ဗျာနော်ဒီ၉ရဲ့ပါဝါသူ့ရဲ့နောက်နှစ်မှာ၄ထိပ်စီးလို့သူစကြရင်နော်၄ထိပ်စီးဒီမှာစကြအဲ့ဒီ၄ထိပ်စီးစကြရင်ခွန်နောက်ပိတ်နဲ့တွဲကြမယ်ကြလိုက်ရင်အဲ့ဒီခွန်ကအပေါ်မှာခွန်နောက်ပိတ်နဲ့ပရိတ်နှစ်ကြိုခံရမယ် ဲ့တော့အဲ့လေးထိပ်က၈၁၈လေးဆိုပြီးတော့ဇောင်းတလုံး၃လို့ဖြစ်ပြီးတော့မှအဲ့ဒီလေးထိပ်ကြီးစကြ။ဘာလို့လေးထိပ်ကိုခေါ်လဲဆိုတော့သူ့ရှေ့နှစ်မှာ break 6နှစ်ဥတည်ခဲ့လို့ကိုပါပါလေးထိပ်လို့စကြရင်ခွန်နောက်ပိတ်နေကြမယ်။ကြတဲ့အချိန်မှာဇောင်းတလုံးက၁၃လို့ဖြစ်ကြမယ်နော်။၈၁၈ဆိုတော့23လို့ဖြစ်တယ်။23လို့ဖြစ်ရင်ခွန်နောက်ပိတ်နေတွဲတယ်ခွန်ပါပါအပေါ်မှာခွန်နောက်ပိတ်နေ break နှစ်လားနှစ်ပြိတ်ပဲပြီးမလား။ဒါလေးတစ်ချက်ကျွန်တော်တို့ကသတိထားနော်။ အဲ့ကျွန်တော်တို့နှစ်ဦးမှာပရိသတ်တစ်ပါပါအဲ့ဒီနှစ်ထဲမှာ6ထိပ်စီးနော်6ထိပ်စီးကအပေါ်မှာ6ထိပ်စီးရှိသလားတခုရှိသေးတယ်နော်6ထိပ်စီးတခုရှိသေးတယ်ထားလိုက်တော့အဲ့ဒီမှာ6ထိပ်စီးလို့ထွက်တော့သူကဇောင်း၃လုံးကိုခုနက73ပြီးတော့အခု72လို့ထွက်တယ်96 72လို့ဒီထက်နော်72လို့ထည့်ပြီးတာ ਨੇ ခွန်နောက်ပိတ်နဲ့တွဲထွက်တယ်အဲ့ဒီခွန်ပါပါသူ့အပေါ်မှာခွန်နောက်ပိတ်နဲ့ပရိတ်နှစ်လို့ဒီကြိုထည့်မလားနော်ဒါဆိုရင်ကျွန်တော်တို့က ဒီပရိင္းကားဒီငားရဲ့ပါပါ၃ညအထိုက်ကနောက်နေ့မှာ၃ညထိုက်လို့ကြာရင်ခွန်နဲ့တွဲကြမလားဒါကအတွေးပေါ့လေခွန်နဲ့တွဲကြမလားခွန်နဲ့တွဲကြမယ်ဆိုရင်အပေါ်မှာခွန်ပါပါပရိစက်နှစ်ကိုခွန်နောက်ပိုင်းနဲ့ပရိစက်နှစ်ကြိုထည့်ရမယ်ကျွန်တော်ဒီလိုတွေးထားတာเนาะအဲ့တော့အဲ့ဒီ၃ညလို့ကြာတာနဲ့ဇောင်းသုံးလုံးကိုသူက၃၃ဆက်နှစ်ပြီးတော့အခု၁၁လို့အန်ခိုက်ဝင်နေတာကနောက်ပွဲကိုဝင်နေတယ်เนาะအဲ့တော့နောက်ပွဲကို၃ညထိုက်လို့ဇောင်း၁၁နဲ့ဝင်လိုက်တာနဲ့ခွန်နောက်ပိုင်းနဲ့ဝင်မှလားခွန်နဲ့ဝင်မယ်ဆိုခွန်ပါပါအပေါ်မှာနှစ်ပရိကြိုခံရမယ်ခွန်ပါတဲ့နှစ်ပရိဖြစ်ကြမယ် เนาะဒါလေးတစ်ချက်အဲ့တော့ပရိတ်နှစ်ကအဲ့မှာ၃မျိုးရှိသွားတယ်နောက်တစ်မျိုးကကျွန်တော်တို့အဲ့ဒီနှစ်ထဲမှာထူးထူးခြားခြားထူးထူးခြားခြားကျွန်တော်ကစားသေးပါတယ်၈၅နှစ်ထွက်တော့ဝင်ကျွန်တော်ကစားသေးတယ်ဒါပေမဲ့ဖြစ်ဘူးเนาะအဲ့ဒီနှစ်ထဲမှာ၅ခါ၄ထိပ်เนาะ၅၄ခွန်เนาะထားလိုက်တော့၅ခါရဲ့အောက်မှာ၄ထိပ်ကို40နှစ်အတွဲလိုက်ထွက်40နှစ်တစ်ခါ၅ခါရဲ့အောက်မှာ၄နှစ်ကိုတဝင့်တိုးပြီးတော့၅သုံးလို့ထွက်တယ်တစ်ခါ၅ခါရဲ့အောက်မှာ ငါးသုံးကိုတဝင်းတိုးတော့6 4လို့ထွက်တယ်အဲ့ဒီကောင်ထွက်ပြီးတာ ਨੇ သူ့ရဲ့အောက်မှာတခါ85ရှေ့တွေထွက်တယ်เนาะ85ကိုတဝင်းတိုးရင်86လို့ထွက်တယ်เนาะ85ကိုတဝင်းတိုးတော့86 86ကိုတဝင်းတိုးရင်96ဆိုပြီးတော့ဒါပြီးခဲ့တဲ့ဘွဲက96ရှေ့တွေအငြိမ်သူရိုက်သွားတယ်ရိုက်သွားပြီးတာ ਨੇ အဲ့ဒီ85အတွဲရဲ့အောက်မှာထွက်တဲ့ကဏ္ဍကပရိစ္ဆတ်နဲ့ခွန်ငါးကိုတဝင်းတိုးတော့86လို့ဖြစ်တယ်သူ့ရဲ့အောက်မှာပရိစ္ဆတ်နဲ့เนาะ ဒါဆိုရင်နောက်ပွဲမှာအဲအခု69ရှေ့တွေတွဲသွားလို့သူ့ရဲ့အောက်မှာကျွန်တော်တို့ကဗရိတ်ဆက်နှစ်ဆိုတယ်ဒီဗရိတ်ဆက်နှစ်ကိုကျွန်တော်တို့ကစားကျင်တာပဲနော်ဟုတ်ပြီအဲ့ဒီထဲမှာနောက်တက်ချက်ကဒီ69အောက်မှာဗရိတ်ဆက်နှစ်ထွက်တာမှန်တယ်ဒီ69အတွဲအောက်မှာမှ3.2ကထွက်တယ်69ကိုတပွင့်တိုးတဲ့ချစ်6အတွဲအောက်မှာလည်း3.2ပဲထွက်တယ်ဒါဆိုရင်69လို့ရှေ့တွဲကြလိုက်တဲ့အတွက်သူ့အောက်မှာ3.2ထွက်မလားနော်ဒါ3.2ဆိုတဲ့ခဏကိုဒီနေရာမှာကစားလို့ရပြီအဲ့တော့ကျွန်တော်က ဒီမှာတော့စကြရတဲ့ခွန်ကခွန်ထည်စီအောက်မှာပရိတ်နှစ်က၃ခွန်နှစ်မဟုတ်ပေမဲ့ဒုတိယခွန်ကအတွဲအောက်မှာ၃ခွန်နှစ်ဖြစ်နေတော့၄၃ညအတွဲရဲ့ရှေ့ဆောင်မှာဖြစ်တယ်နော်အဲကျွန်တော်တို့ဒီမှာ၄၃ညရှေ့တွဲရဲ့အဆောင်မှာခွန်၃ခွန်နှစ်မထွက်ခင်အပေါ်မှာရှေ့လျှောက်ရှေ့တွဲကြိုတွဲခဲ့တယ်ဒါဆိုရင်အခုကျွန်တော်တို့၄၃ညရှေ့တွဲရဲ့အဆောင်မှာ၃ခွန်နှစ်မထွက်ခင်သူ့ဘောမှာခွန်၉ရှေ့တွဲတွဲခဲ့ရမယ်ဒါမှန်သွားပြီနော်မှန်သွားပြီဆိုတော့အဲ့ဒီမှာကျွန်တော်က၃ခွန်နှစ်ကိုကစားခြင်းတော့ အဲ့ဒီ3ခွန်2ဆိုတဲ့ခဏကကျွန်တော်တို့ဒီ၄တုံညာ၄ဆောင်းမှာ3ခွန်2လို့ဒီမှာတစ်ခွက်ထွက်တယ်ဒုတိယတစ်ခွက်က၄တုံညာ၄ရဲ့ဆောင်းမှာ3ခွန်2ဆိုတဲ့ခဏဒီမှာတစ်ခွက်ထွက်တယ်အခုလည်း၄တုံညာ၄ရဲ့ဆောင်းမှာ3ခွန်2ဆိုတဲ့ခဏတစ်ခွက်ထွက်အောင်မလားเนาะအဲ့ဒီ3ခွန်2ကိုခွန်နောက်ပိုင်းအငိမ့်နေလဲထိုးလို့ရတယ်လို့ခွန်ခါနှစ်ထိတ်เนาะကျွန်တော်ကတော့အကုန်ကြိုက်တယ်အဲ့ကောင်ဒီလိုလဲကြိုက်တယ်ရှေးပေါင်း9ကိုလည်းကြိုက်တယ်ဒီလိုခွန်နောက်ပိုင်းနေလဲကြိုက်တယ်เนาะ မှန်တကယ်ကတော့ကျွန်တော်က3နောက်ပိတ်ကြိုက်တဲ့ကောင်ဆိုတော့ခြေပေါင်း6လေးကြိုက်တော့ခြေပေါင်း6 3နောက်ပိတ်နဲ့ဒီလိုလဲကျွန်တော်စဉ်းစားတယ်နော်9နောက်ပိတ်ငိမ့်နေဆိုရင်တော့ဒီလိုစဉ်းစားရမှာ3လုံးမြောက်ထိပ်စီးရနှစ်ထိပ်စီးကြနိုင်တယ်လို့ကျွန်တော်ခုနေ့ပြောခဲ့တယ်နော်အဲ့တော့နှစ်ထိပ်စီးနဲ့ကြမယ်ဆိုရင်တော့နှစ်3ခွန်နော်ဒါတော့ခြေပေါင်း6တော့မဟုတ်တော့ဘူးဟုတ်ပြီအဲ့တော့ကျွန်တော်တို့3ခွန်နှစ်ကကတ်ထဲမှာတော့ပါမသွားဘူးကျွန်တော်မိတ်ဆွေတွေကြိုက်ရင်တော့ဒါထိုးပေါ့နော်ဟုတ်ပြီအဲ့ဒီပွဲမှာကျွန်တော်6 6လေးဆိုတဲ့ခဏကပြန်ကြကြလို့ရတယ်နော်အဲ့ဒါလေးတစ်ခါပြပါ တော့ခေါနဲ့ကွယ်ကမထားနော်အဲ့ကျွန်တော်ပြောခဲ့တယ်တစ်ခါကွာ၄ရက်နောက်နှစ်မှာပရိသတ်ခွန်အောက်ကကန္နလေးထည်စီဆောင်ကန္နအဲ့ဒီနေ့တည်းမှာပြန်ကြကြတယ်နော်ပြန်ကြကြတယ်ဒီကောင်ပြန်ကြကြဖို့ဟာကိုဒီကောင်ပြန်ကြကြဖို့ဟာကိုသူ့ရဲ့အောက်ဆောင်မှာထွက်ထားတဲ့ကန္နသည်သူ့ရှေ့နှစ်ကကန္နတုံးကိုခွန်နော်ထွက်ထားတဲ့မြင်းကောင်မှာပြန်ကြကြတယ်လို့ကျွန်တော်ပြောခဲ့တယ်တခါကျွန်တော်တို့နေဦးမှာတခါနဲ့ကွာ9ရိုက်တယ်အဲကွာ4ရိုက်တော့တစ်နှစ်ကျော်မှာဗရိတ်ခွန်အောက်ကကနန်းပြန်ကြတယ်လို့ လေးထိတ်စီးရဲ့ဆောင်းကကနေအဲ့နေ့ထဲမှာပြန်ရကြတယ်နော်ကြတော့လေသူ့ရှိနေ့ကကနေနောက်နေ့ကိုလိုက်ပေါ်သူ့မြင်းကုတ်မှာပြန်ရကြတယ်ဒါဆိုရင်အခုကျွန်တော်တို့တစ်ခါနဲ့ကွာလေးရိုက်ထားတဲ့တစ်နှစ်ကျော်လေးထိတ်စီးရဲ့အောက်ဆောင်းကကနေဗရိတ်ခွန်ရဲ့အောက်ကကနန်းလီဒီနေ့ထဲမှာပြန်ရကြလို့ရှိရင်အဲ့ဒီငါးကိုတည့်ရဲ့မြင်းကုတ်မှာကြလို့ရတယ်ငါးကိုတည့်ကသူ့ရှိနေ့ကကနေနော်အဲ့အဲ့ငါးကိုတည့်ရဲ့မြင်းကုတ်မှာ၄ ဝဲမှာချစ်ထိတ်ကိုထိတ်နှစ်ခုလုံးကောင်းတယ်ကျွန်တော်ကတော့ကိုထိတ်ကြိုက်လို့ကိုထိတ်နေပဲထက်နော်အဲအဲ့ဒီချစ်ကိုလေးကနောက်တက်ဆိုင်ရှိသေးတယ်ကျွန်တော်ပြီးခဲ့တဲ့ లై မှာပြန်ကြပြောတော့ကပြောခဲ့ပါတယ်နော်ကျွန်တော်ခုနှစ်နေရှားစီးတဲ့မှာဒီကနေ့ဇောင်းတက်ပေါ့သူ့ဆော့ထွက်တဲ့ခဏကပြန်ကြနော်အဲ့ဒီပြန်ကြစီပရိတ်လေးချစ်ထိတ်လို့ရိုက်တဲ့မြင်းရဲ့ခဏပြန်ကြကြနော်တခါတော့နေခုနှစ်နှစ်ကြော်လိုက်တော့ကျွန်တော်တို့ဒီကနန်းဒီဇောင်းနှစ်ပွဲကြော်တက်ပေါ့သူ့အောက်ပြန်ကြအဲ့ဒီကနန်းဒီ ရိတ်လေးရှစ်ထိပ်လောက်ရိုက်တယ်မြင်းကုံကလည်း2 6ခုပြန်ကြလို့ကျွန်တော်ပြောခဲ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ930ကြီးဒီနေရာသွားပေါက်တုံးကကျွန်တော်ပြောခဲ့တယ်ရှေ့နှစ်နှစ်ကျော်ကလည်းလာပေါက်လို့သူ့အောက်မှာပြန်ကြဆိုပြီးဒီကနေ့ကိုကျွန်တော်ခေါ်ခဲ့တာအဲ့ဒီတော့ကသူကမှထွက်ပဲနဲ့အခုဒီဇောင်းနှစ်ပွဲကျော်တက်ပေါက်ဇောင်းနှစ်ပွဲကျော်တက်ပေါက်အခုဇောင်းနှစ်ပွဲကျော်တက်ပေါက်တဲ့အောက်မှာမှဒီ၈94ဆိုတဲ့ကဏ္ဍပြန်ကြကြမလားနော်သူကဒီ၄ပရက်ရဲ့ဇောင်းမှာ၈ထိပ်စီရိုက်ထားတယ်သူ့ဇောင်းကကဏ္ဍပြန်ကြကြနော်အဲ့တော့ဒီမှာ၄ပရက်၈ထိပ်ရဲ့မြင်းကုံကဏ္ဍ၄ပရက်၈ထိပ်မြင်းကုံကဏ္ဍ အဲဒီမှာ၄ပြည့်၈ထက်ရဲ့မြင်းကုန်ကဏ္ဍဆို၈၉၄ကဒီဘွဲမှာဒီကဏ္ဍ၃ဘွဲကျော်ဇောင်းတက်ပေါ့သူ့အောက်မှာပြန်ကြဆိုရင်၈၉၄ဆိုရယ်၉၄၈ဆိုတဲ့ကဏ္ဍပြန်ကြလို့ရတယ်နော်အဲ့ဒါတစ်ချက်ဒါခုနကစိုက်ပဲနော်ဒါကျွန်တော်ပြခဲ့ပြပါတယ်၈၉၄ပြန်ကြတော့ဒါဒီအချိန်မှာဒီနေ့သူကသွားတိုက်ဆိုင်လို့ဆောက်ရတာနှစ်ရက်ဖြစ်တယ်ပြဲဟုတ်ပြီအဲ့တော့အဲ့ဒါကအသာထားလိုက်တော့အဲ့မှာခုနက၈၉၄ကို၈ထိတ်နဲ့လဲထိုးတင်တယ်ဘာလို့လုံးဆိုတော့ကိုထိတ်ကနှလုံးမြောက်ကခါတုခါနဲ့လဲသူကကြလာနိုင်နော်ဘာလို့ကိုထိတ်နှလုံးကခါတုခါနဲ့ကြလာနိုင်တယ်လဲဆိုတော့ ကျွန်တော်မိတ်ဆွေတွေသတိထားမိပါလားเนาะကျွန်တော်တို့နှစ်ဦးကငါသုံးလုံးနေအပြီးပေါက်လိုက်တော့ငါးနောက်ပိတ်ကအဲ့နှစ်ထဲမှာငါးထိတ်ကတစ်လုံးနှလုံးမြောက်ငါးထိတ်ကြာရင်ခါတူခါနဲ့ကြာเนาะတစ်ခါနှစ်ဦးမှာမသုံးလုံးအပြီးပေါက်တယ်ကိုးနောက်ပိတ်နဲ့ပေါက်တယ်အဲ့ကိုးကတစ်လုံးမြောက်ကြာနှလုံးမြောက်ကြာရင်ခါတူခါနဲ့ကြာเนาะတစ်ခါနောက်နှစ်နှစ်ဦးမှာမသုံးလုံးအပြီးပေါက်တယ်အပြီးပေါက်တော့အဲ့ဒီကိုးဒီအဲ့ဒီနှစ်ထဲမှာကိုးထိတ်စီတစ်လုံးကြာတယ်နှလုံးမြောက်ကြာရင်ခါတူခါနဲ့ကြာ တခါနောက်နှစ်မှာမသုံးလုံးအပြီးပေါက်တယ်ကိုပိတ်တယ်အဲ့ဒီကိုကကိုထိတ်စီဒီမှာတလုံးကြတယ်နောက်ထပ်တလုံးကိုထိတ်ကိုသူထက်ကြလာတော့ခါတူခါနဲ့ကြเนาะဒါဆိုရင်အခုကျွန်တော်တို့ဒီမှာနှစ်ဦးမှာမသုံးလုံးအပြီးကိုနောက်ပိတ်တယ်အဲ့ဒီကိုဒီပြီးခဲ့တဲ့ဘွဲကထိတ်တလုံးကြခဲ့လို့ဒီဘွဲမှာများကိုထိတ်ကြမယ်ဆိုရင်ခါတူခါနဲ့ကြလို့ရတယ်เนาะအဲ့ဒီမှာကျွန်တော်ဘာလို့ကိုခွန်ခွန်ထည့်ထားလဲဆိုတော့ဟိုနေ့ကကျွန်တော်ခွန်နောက်ပိတ်နဲ့ပြန်ကြလို့ကျွန်တော်ပြောခဲ့တာရှိတယ်เนาะခွန်နောက်ပိတ်နဲ့ပြန်ကြလို့ကျွန်တော်ပြောခဲ့တော့ကျွန်တော်ကနှစ် ခွန်ခွန်ဆိုပြီးကျွန်တော်ထည့်ပြလိုက်တာဟုတ်နော်အဲ့ဒီកောင်ကသူကပြန်ကြကိုဘယ်လိုကစားလို့ရတယ်ဆိုနေ့ဝနံ93ကပြန်ကြတယ်ငါကို1ကပြန်ကြတယ်နော်ကျွန်တော်တို့ခွန်93ခွန်ခွန်ကိုပြန်ကြအောင်မလားကြမယ်ဆိုရင်ဒီအချိန်ကြလို့ရလားရတယ်နော်သူကဒီထိတ်စည်းတောင်3လုံး4လို့ဖြစ်တော့6နောက်ပိတ်နဲ့တွဲထွက်တယ်ဒီမှာထိတ်စည်းတောင်3လုံး4လို့ဖြစ်တော့9နောက်ပိတ်နဲ့တွဲတယ်ဒီမှာထိတ်စည်းတောင်3လုံး4လို့ဖြစ်တော့6အပိတ်နဲ့တွဲတယ် တွဲပြီးတာနဲ့သူ့ဆောင်းမှာ9နောက်ပိတ်6နောက်ပိတ်5နောက်ပိတ်လို့ထောက်တယ်ထောက်ပြီးတော့အဲ့ဒီအောက်ဆောင်းမှာဒီထောင်သုံးလုံး၄ပါပါ6ထိပ်စီးနဲ့6 5 3ဆိုတဲ့ကဏ္ဍတစ်ခွက်ကအဲ့ဒီနှစ်တည်းကပြန်ကြာကဏ္ဍဖြစ်တယ်နော်ဒါဆိုရင်ဒုတိယကတ်မှာထောင်သုံးလုံး၄လို့ဖြစ်တယ်9နောက်ပိတ်နဲ့တွဲထွက်တယ်သူ့ဆောင်းမှာ6ပိတ်တယ်အဲ့ဒီထောင်သုံးလုံး၄ရဲ့ပါပါ6ထိပ်စီးအငိမ့်နဲ့ပြန်ကြာကဏ္ဍထွက်တယ်အဲ့ဒီကဏ္ဍဒီနှစ်ဦးကကဏ္ဍ6 5 1နော်ပြန်ကြာကြတယ်6ထိပ်စီးအငိမ့်နဲ့ကြာတယ် အဲ့ကျွန်တော်တို့ဒီနေရာမှာထောင်သုံးလုံး၄ဖြစ်ပြီ၆နောက်ပိတ်ပြီသူ့ဆောင်မှာ၅ပိတ်ရေဆိုအဲ့ဒီအောက်မှာထွက်မဲ့ခဏကိုထိပ်စီအငိမ့်နဲ့ပြန်ကြားဆိုရင်နှစ်ဦးကခဏန်းကိုယူလိုက်တာနဲ့ကိုထိပ်စီကြာရင်ခါတူခါနဲ့ကြာမှာဆိုရင်ကိုခွန်ကိုနဲ့ကိုခွန်ရှစ်နဲ့နော်ဒေါ်လာလက်လက်ထွက်ထားတဲ့ဒီကနေဒဲပြန်မကြဘူးလို့သူကပြောရဲတော့ဟုတ်လားဒီမှာတော့ငါတော့ဒဲပြန်ကြသေးတယ်အခုလည်းဒီမှာဒဲပြန်ကြသွားရင်ဒီကနေလည်းကြလို့ရတယ်နော်ဒါကိုခွန်အတွဲလိုက်နော်အဲ့လိုမှမဟုတ်ဘူးလှည့်ခြင်းနေဆိုရင်တော့ကိုထိတ်စီးနဲ့ပြန်ကြ ိုထိုက်စီးနဲ့ပြန်ကြဆိုရင်ကျွန်တော်တို့939 3 933 923နော်932 984เนาะအခုနကျွန်တော်ပြောတယ်984အောက်မှာပဲရေးလိုက်တော့မှာ984เนาะအဲခုနကကျွန်တော်ပြော984ဒါပေမဲ့အဲ984ကခါတူခါနဲ့မဟုတ်ဘူးဒါပဲလဲခါတူခါနဲ့တော့မဟုတ်ဘူးတကယ်လို့ကိုးထိုက်တစ်လုံးနဲ့ပဲပြန်ကြကိုကစားမယ်ဆိုရင် ီ96 4ဆိုတဲ့ကဏ္ဍဒီဘွဲမှာကြောက်ရတယ်เนาะနောက်ပြီးတော့9ပါတဲ့ကဏ္ဍပါရှိသေးတော့မရှိတော့ဘူးเนาะ96 900 93 930 948ဒါပဲရှိတယ်နော်တစ်ခွက်နှစ်ခွက်သုံးခွက်လေးခွက်ငါးခွက်၆ခွက်ခုနှစ်ခွက်ရှိတယ်အဲ့ဒီထဲမှာကားတူကားနဲ့ပါသူကပေးကစားမယ်ခွန်နောက်ဘိတ်နဲ့ပြန်ကြကြမယ်ဆိုရင်သူကတော့အဓိကကောင်ဖြစ်သွားမယ်နော်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီလောက်ထိတော့တွားပြီးတော့အတီတကြယူလို့မရဘူးကိုယ်လည်းရောက်ရင်နည်းနည်းလေးတော့ကိုလိုကန်လန်တော့သူလောက်နေမယ်ဟုတ်ပြီနော်အဲ့ကိုယ့်ထည့်စီနဲ့ပြန်ကြကိုကစားရပါဒီဘွဲမှာရဲရဲကစားပါနော် သုံးခွန်နှစ်ကကိုထိတ်မဟုတ်လို့ကျွန်တော်ကတ်ထဲမထည့်ပြလိုက်ပေမဲ့သူကလည်းမစိုးဘူးเนาะမစိုးဘူးပြန်ကြကကျွန်တော်တို့ကဟိုကြကြမှာလဲကြမှာဟုတ်เนาะကိုကအတွေးနဲ့ထုတ်ကြတာဟိုရမ်းထုတ်ကြတာဆိုတော့အဲ့တော့ကျွန်တော်တို့ထောင်သုံးလုံး4ပါဝါတပွဲကျော်မှာကိုထိတ်စီနဲ့ပြန်ကြเนาะအဲ့တော့ဒီမှာထောင်သုံးလုံး4ပါဝါသူ့ရဲ့တပွဲကျော်ကိုထိတ်စီနဲ့ပြန်ကြဒီမှာထောင်သုံးလုံး4ပါဝါကိုထိတ်နဲ့ပြန်ကြเนาะအဲ့ဒီမှာကျွန်တော်တို့ခွန်ပရိတ်၃ပရိတ် နော်ခွဲခွန်ပရိတ်၅ပရိတ်ခွန်နှစ်ပွင့်ချောတော့ငါ၅အောင်နှစ်ပွင့်ချောရင်3ဆိုတော့ဒီကောင်ကကိုက်နေတာပဲနော်3ပရိတ်ကိုက်နေတာပဲဟုတ်တယ်မလားခုနကကျွန်တော်ပြောတဲ့2ပရိတ်နဲ့ဆိုဒီကောင်นี่ကိုက်တာပဲဟုတ်လားခု30နေ390ဒါ2ပရိတ်ကြိုက်ရင်ဒီကောင်นี่ပြစ်ထားလို့ပဲရမယ်ဟုတ်တယ်မလားကျွန်တော်ကတော့နှစ်ပရိတ်နဲ့အောထုတ်လိုက်တယ်ကျွန်တော်ကြီးကကနန်းဝယ်ထားတဲ့လူတွေဥနိုင်ဝငွေလွှဲပြီးတော့ကနန်းယူထားတဲ့လူတွေဆိုရင်တော့ဒါသဘောပေါက်ပါတယ်နော်ကျွန်တော်ဘာကိုစုလို့သွားတယ်ဆိုတာကျွန်တော်တို့အော်သီးကကျွန်တော်ပြချင်ပါလေ ြမယ်เนาะဘာလို့လဲဆိုတော့တပွဲတလန်အကဲစမ်းခြင်းလို့ဒီပွဲကျွန်တော်တကယ်ဝုန်းမယ်ဆိုပြီးတော့ခဏတကွက်ခြံထားခဲ့တယ်ကျွန်တော်မိတ်ဆွေတွေလက်ဘုန်းနေဖြစ်ပေါ်ပြန်เนาะ၃ခုနှစ်ကနှစ်ကဆိုက်တွေလည်းရှိတယ်ဒီနေရာမှာကျွန်တော်တို့6 8 3လို့ထောင်ပြီးတော့3နောက်ပိတ်နဲ့ဟိုထွက်လို့ရတဲ့ဆိုက်လည်းရှိတယ်เนาะဒါပေမဲ့အဲကြောင့်မလို့ကျွန်တော်၃ခုနှစ်ကိုတော့အာတော့ထိုးလိုက်ပေါ်ပြန်เนาะအာမထိုးခြင်းလဲကိုကြိုက်တဲ့နေရာထိုင်နေရွေးထွက်ပေါ့၃ခုနှစ်ထွက်လာရင်တော့ကျွန်တော်ကအောင်နေပဲတက်လို့ပေါ့ နော်ပတ်လေထွက်ထွက်ဒဲထွက်ထွက်သုံးကိုနေထွက်လာရင်ကျွန်တော်အောင်းနေတက်လုံးပါကျန်တဲ့ကဏ္ဍတော့ကျွန်တော်ဒဲပဲချတာပဲနော်နော်ဒီတကွက်ကတော့အားလိုက်ကြိုက်လဲကြိုက်တယ်ဒီကဏ္ဍကိုနော်ကျွန်တော်နှိပ်ဦးမှာတော့ခဏခဏကစားတယ်ဒီသုံးကိုနှိပ်ကဒီဘက်မှာနှိပ်ပရိတ်ကိုဖွန်နောက်ပိတ်နဲ့ပရိတ်နှိပ်ဒီနောက်ဘက်သုံးညချချင်းချင်းဖွန်ပိတ်ကြိုးခေါ်မှာဒီပါနေဆိုရင်ဒီကောင်မိုက်တယ်နော်ဟုတ်ကဲ့ကိုခွန်ခွန်ခွန်နောက်ပိတ်ပြန်ကြဟိုနေ့ရပဲကျွန်တော်ပြတယ်နော်အဲ့မှာခွန်နောက်ပိတ်နဲ့ပြန်ကြကိုကျွန်တော်ဒီကဏ္ဍထည့်ပေးခဲ့တာနှစ်နှစ်ခွန် 300เนาะဒီဘွဲမှာကြားလို့ရတယ်ဒါကြီးကြိုက်ရင်ကွက်ကိုထည့်ထိုးကျွန်တော်ပြန်ကြားဘက်ကိုထိတ်ပြီးတော့မနှင်းကျင်ပါဘူးပြန်ကြားဖမ်းရင်လွဲလို့ဒါပေမဲ့နှစ်ပရိတ်ကြိုက်လို့ဒါဒီ356ဆိုရင်ဒါကျွန်တော်နောက်ဘွဲအိုမေဂါနဲ့ဂျိုထွက်သွားပြီးခဲ့တဲ့ဘွဲကကျွန်တော်ပြောတယ်နော်ကိုထိတ်စီမကြပါစေနဲ့မကြပါစေနဲ့ကျွန်တော်လိုက်လွှင့်ရင်လည်းကျွန်တော်ပြောနေတယ်ကျွန်တော်မိတ်ဆွေတွေသိနောက်ဘွဲမှာကျွန်တော်ကိုထိတ်ကြိုက်မယ်နော်အပေါ်ဒီဘွဲကိုကိုထိတ်ကြီးကတွေးတော့တွေးတယ်မကြပါစေနဲ့ဆိုပြီးကိုထိတ်ဆိုင်တင်နေကျွန်တော်ပြရတယ်နော်တကယ်ကြိုထွက်သွားတယ် ါပေမဲ့ဒီပွဲကိုကျွန်တော်တို့ကိုးထိပ်ပြန်ကစားမလားကစားမှာပဲနော်အဲ့တကယ်လို့များတာနောက်ပွဲကိုကျွန်တော်ကတုံညာထိတ်ထဲခြင်းလားဒီပွဲကိုကြားလို့ရလားရတယ်ဟိုနေ့ကတော့ကျွန်တော်ပြောသေးတယ်နော်တုံညာထိတ်ကဒီပွဲကိုတူပြီးကြားလို့ရတယ်ဒီနေ့ရမှာကျွန်တော်တို့5 6 9 8လို့ဖြစ်တာဟုတ်နော်5 6 9 8လို့ဖြစ်ပြီးတော့သူ့ရဲ့တက္ခာဒီမှာကျွန်တော်တို့4 6 9 9လို့ဖြစ်တာတပွင့်တိုးသွားတာနော်ရှစ်ပြီးတော့9ဖြစ်သွားတယ်ဒီမှာကျတော့တပွင့်ငယ်လာတာ ဲ့ကျွန်တော်တို့5 6 9 8 4 6 9 9အခုဒီမှာ तू က369ထောင်သွားပြီ369လို့ထောင်ပြီဒီနေရာ3000ထိထဲလို့ရလားရတယ်เนาะဒါကိုကျွန်တော်อืมဖိတ်ထဲမှာ3000ငါနောက်ဘွဲခေါ်တယ် तू ကြိုထွက်လာမလားအဲ့လိုကျွန်တော်တွေးနေတာ3000ကိုဘာလို့ကျွန်တော်နောက်ဘွဲခေါ်တော့ဆိုတော့ဒီကြောရှိလိုက်အောင်မခုနကစိုက်ရတဲ့မှာကျွန်တော်3000နောက်ဘွဲထွက်မဲ့စိုက်ရှိတယ်လေခုနကျွန်တော်ပြောထားတာတယ်မဟုတ်လား3000နှစ်ဦးကဗရိတ်9ရဲ့ပါဝါ3000ထိတ်လို့ကြရင်ဇောင်း1နဲ့ကြမယ်ခွန်နောက်ဘိတ်နဲ့တွဲကြမယ်ဆိုကျွန်တော်အဲ့လိုပြောခဲ့တာ အဲ့တော့ညထိစကြရင်ဗရိတ်ကိုးကြမှာနဲ့ဆိုဒီဘွဲမှာတုံညနှစ်ခွန်ဆိုတဲ့ကဏ္ဍမျိုးထိုးလို့ရတယ်နော်ကျွန်တော်မထည့်ပေးတာအလုံးဆိုတော့ကျွန်တော်ကဒီတစ်ခါကနောက်နှစ်မှာကိုးထည့်ကြီးဆောင်မှာတစ်လို့တစ်လုံးပေါ်တယ်နော်တစ်ခုတော့ကိုးထည့်ဆောင်သူကနေအချိန်ကြိုက်ပဲပြေးလာလိုက်6ခါနောက်နှစ်မှာ6ထိတ်ကကိုးထည့်စည်းရဲဆောင်မှာ6တစ်လုံးပေါ်တယ်အဲ့ကနေအချိန်ကြိုက်ပြေးလာလိုက်ဒီ9ဒီနောက်နှစ်မှာကိုးထည့်စည်းဆောင်မှာ9ထည့်ဒီတစ်လုံးပေါ်တယ် တက်ခါဒီဘက်ကိုပြေးလာလိုက်တုံညာဒီတုံညာဒီနောက်နှစ်မှာကိုးထိပ်စည်းရဲ့ဆောင်းမှာတုံညာတစ်လုံးပေါ်တယ်ဒါဆိုရင်ဒီတုံညာဒီနောက်နှစ်မှာကိုးထိပ်စည်းရဲ့ဆောင်းမှာပေါ်ခြင်းလို့ဒီချိန်ထိသူမြုပ်နေသလားကျွန်တော်အဲ့လိုတွေးလိုက်တာအဲ့မှာကျွန်တော်အပေါ်ကဆွဲချလာတဲ့ကိုးရဲ့ပါဝါ၄ထိပ်ဒီဆောင်းသုံးနဲ့ကြာတယ်အဲ့ဒီတက်ရဲ့ပါဝါ၆ထိပ်ဒီဆောင်းနှစ်နဲ့ကြာတယ်ဒါဆိုရင်ဒီ၅ရဲ့ပါဝါတုံညာဒီဆောင်းတက်နဲ့ကြာမယ်ဆိုနောက်ဘွဲမှာအန်ခိုက်သွားဝင်နေတယ်အဲ့ဒီတုံညာထိပ်ကိုပဲသားတယ် ပေမဲ့ခုနကကျွန်တော်ပြောသလိုဒီပွဲကိုကြိုပြီးထွက်သွားမှာကိုကြောက်ပါတယ်နော်အဲ့တော့ကျွန်တော်ကနောက်ပွဲချောင်းသူကကြိုထွက်အဲ့လိုမျိုးတွေချေချေဝေးဝေးတွေးပြီးခဲ့တဲ့ပွဲကလိုက်ကိုကြည့်တဲ့လူတွေဆိုရင်သိတယ်ကိုထိတ်မကြပါသေးနဲ့နောက်ပွဲမှာကြာကြာကိုကြာတယ်နော်အဲ့လိုတွေကြီးခံနေရတယ်ပေမဲ့ကျွန်တော်ကမရဘူးကိုစီစဉ်ထားတဲ့အတိုင်းပဲကိုကစားတယ်သူကကြိုကြကြမကြကြနော်အဲ့ကျွန်တော်ကိုပေမဲ့ပြီးခဲ့တဲ့ပွဲကအဲ့ဆိုင်ကိုကျွန်တော်ပြန်စစ်တော့ကျွန်တော်ပြောတဲ့ဒီ 736 9000မယ်ဆိုတဲ့ line ကကိုထိတ်စီဝင်မှကိုနောက်ဘွဲကိုကိုထိတ်ကသူကပေးလို့ရမှာဆိုတာကိုတွေးလို့နာနဲ့အဲ့ကိုထိတ်ကကျွန်တော်ပေးခြင်းလဲပေးနောက်ဘွဲလဲရိုက်မယ်လို့တုံညာထိတ်ကနောက်ဘွဲကိုကျွန်တော်ကစားခြင်းနဲ့ဒီဘွဲလဲကြိုထွက်လို့ရတယ်နောက်တစ်ချက်ပြီးခဲ့တဲ့ဘွဲကကိုထိတ်ကြမှာနောက်ဘွဲမှာထိတ်တူထိတ်နေကိုထိတ်ပြန်ဝင်လို့ရမယ်ဆိုတဲ့အတွေ့ရရှိလို့ကျွန်တော်ဒီကိုမဖြောက်တာနော်